ဇက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတီရွေးချက်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာဒါကတော့လက်ရှိအီရန် Israel ပြည်ပကဆိုင်ရာသတင်းများစုစည်းမှုဖြစ်ပါတယ်အီရန် Israel ပြိပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်းစက်ခွန်ဖြစ်ပါတယ်။ဒီအပိုင်းမှာကတော့ပြီးခဲ့တဲ့ဂျွန်လ14ရက်နေ့တက်ခိုက်ခဲ့မှုအခြေအနေတွေအဲဒီနောက်မှာတော့ယမန်နေ့ညအတက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့အီရန်ဘက်ကထုတ်ပြန်ချက်တွေပြီးရင်တော့အဲဒီတက်ခိုက်မှုတွေနဲ့ပဲပတ်သက်လို့အစ္စရေးဘက်ကထုတ်ပြန်တီးပေးချက်တွေအဲဒီနောက်မှာတော့လက်တလောစစ်ပွဲနဲ့ပတ်သက်ဆက်ဆက်တဲ့သတင်းတွေပြီးရင်တော့စစ်ပွဲရဲ့ရိုက်ခတ်မှုအခြေအနေအချို့နဲ့နောက်ဆုံးမှာတော့စစ်ပွဲနဲ့ပတ်သက်တဲ့သဘောထားထုတ်ပြန်မှုနဲ့တောင်းဆိုချက်အချို့ကိုစုစည်းမျှဝေပြီးတော့မှဖြစ်ပါတယ်ဗျာ ပထမဆုံးအနေနဲ့ကတော့ဂျွန်လ14ရက်နေ့တိုက်ခိုက်ခဲ့မှုအခြေအနေတွေပါ။ Israel ကကွေတပ်ဖွဲ့ IDF ကဒေသစံတော်ချိန်39339 1039BST မှာတီဟီရန်ကိုလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့ကကွေဝန်ကြီးဌာနအပါအဝင်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်တဲ့အဆောက်အဦးတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ Israel ကအီရန်ရဲ့နျူကလ িয়ার ဆက်ဝင်ရှိတဲ့ Nekdan နဲ့ Tariq မြို့တွေကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ။အစ္စရေးလေယာဉ်တွေဟာဆီးရီးယားလေပိုင်နက်ကိုအုံပြုတိုက်ခိုက်နေခြင်းဖြစ်တယ်ဆိုတဲ့သတင်းတွေတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုမတိုင်ခင်တည်းကအီရန်လေပိုင်နက်ကိုအစ္စရေးလေတပ်ကထိန်းချုပ်ထားကြောင်းနဲ့အီရန်စစ်ဘက်ပစ်မှတ်တွေအားလုံးကိုတိုက်ခိုက်သွားမယ်လို့ကြိုတင်ကြိုတင်ပြောဆိုထားခဲ့တာရှိပါတယ်။အီရန်မြို့တော်တီဟီရန်မှာရှိတဲ့ရှာရန်ရေနံကျက်စက်ရုံနဲ့စီတိုလောင်ကန်တွေကိုအစ္စရေးတုံးထိမှန်ပြီးလောင်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့ပဲ။ စစ်စင်နဲ့ဂဇိတပ်ဖွဲ့ဝင်တွေကအခင်းဖြစ်ပွားရာကိုရောက်ရှိလာပြီးမိငိမ့်တပ်ဖို့လှုပ်ဆောင်နေစေဖြစ်တယ်လို့အီရန်ရဲ့တက်စနန်သတင်းဌာနကကြေညာခဲ့ပါတယ်။အီရန်ရေနံဝန်ကြီးဌာနကတော့အခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒီအီရန်မှာရှိတဲ့အီရန်ကာကွယ်ဝန်ကြီးဌာနဌာနချုပ်ကိုအစ္စရေးကတနင်္ဂနွေနေ့အစောပိုင်းမှာပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့တက်စနန်သတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။အီရန်နိုင်ငံဘရှာတဘာဝတန်ခွေနေမြေမှာရှိနေတဲ့ရေနံရေနံချက်ဆက်ယုံ တောင်ပိုင်းမှာရှိတဲ့ကားဆက်ယုံတွေကိုလည်းအစ်ဆွေးကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘရှာနဲ့အဘဒန်အနီးမှာရှိနေတဲ့အီရန်ရဲ့အရေးပါတဲ့စွမ်းအင်နေရာတွေကိုအစ်ဆွေးကဘုံကျဲတိုက်ခိုက်တဲ့အတွက်အီရန်ကလက်တုံပြန်တဲ့အနေနဲ့မဟာဗျူဟာကြတဲ့ကမ်းရိုးမျိုးဖြစ်ပြီးတော့ဒဏ်ွေအခြေခံအဆောက်အုံတွေရှိတဲ့ Haifa နဲ့ Tamra အနီးတစ်ဝိုက်ကိုအီရန်ရဲ့ဒုံးကျည်တွေနဲ့ပြစ်မှတ်တိုက်ခိုက်ခဲ့တာထိမှန်မှုရှိခဲ့တယ်ဆိုပြီးအစ်ဆွေးရဲ့ channel တက်တီးကနေဖော်ပြခဲ့တာကိုသိရပါတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်းဟိုင်ဖာမြို့အနီးမှာရှိနေတဲ့လူနေရပ်ကွက်တစ်ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်မှုအတွင်းမှာလူ9ဦးတက်မနေတည်ဆုံးခဲ့တယ်ဆိုပြီးအစ္စရေးသတင်းတွေမှာဖော်ပြပါတယ်။ Televis မြို့အနီးမှာနောက်ထပ်တိုက်ခိုက်မှုအများပြားရှိခဲ့ပြီးတော့အသက်60ရွယ်အမျိုးသမီးတူတည်ဆုံးခဲ့တယ်လို့အစ္စရေးအရေးပေါ်ဌာန Megan David Adam MDA ကပြောကြားခဲ့ပါတယ်။အလားတူဧရိယာမှာပဲနောက်ထပ်လူ20နဲ့ Judean Food Hills မှာ လူ24ဦးဒဏ်ရာရခဲ့တယ်လို့ MDA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့တာကိုတွေ့ရပါတယ်။အခုဒီဗီဒီယိုလေးကတော့ Israel Television ကိုအီရန်ဒုံးထိပ်ပြီးတဲ့နောက်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုအသစ်တွေကြောင့်အစ္စရေးအလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာထိခိုက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။အခုဒါကတော့အစ္စရေးနိုင်ငံမြောက်ပိုင်းခရိုင်မှာရှိတဲ့ Haifa မြို့ရဲ့အရှိတ်တမရာမြို့ရဲ့ပုံတွေဖြစ်ပါတယ်။အဲမြို့မှာတော့အီရန်ရဲ့တိုက်ခိုက်မှုကြောင့်လူ၄ဦးသေဆုံးခဲ့တယ်လို့အစ္စရေးစစ်ဘက်ကကြေညာခဲ့ပါတယ်။တမရာမှာရှိနေတဲ့နှစ်ထိုင်တလုံးကိုဒုံးကျည်နဲ့ထိမှန်ခဲ့တာဖြစ်ပြီးတော့အမျိုးသမီး၄ဦးသေဆုံးပြီးတော့၁၀ဦးကဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အခုဒါကတော့အီရန်ကနေပြီးတော့အစ္စရေးကိုပိတ်ခတ်တဲ့ဒုံးတွေဟာအနောက်ဘက်ကဂါဇာကနေဖြတ်တန်းသွားတာကိုပါလက်စတိုင်းတွေအားပေးနေကြတာဖြစ်တယ်လို့သိရပါတယ်။ပြီးကြတဲ့ညတိုက်ခိုက်မှုနဲ့ပတ်သက်လို့အီရန်ဘက်ကထုတ်ပြန်ချက်တွေကိုတစ်ချက်ကြည့်ရအောင်ပါ။အီရန်ကအစ္စရေးကို နောက်ထပ်တိုက်ခိုက်မှုတွေလှုံ့ဆော်ပြီးနိုင်ငံပိုင် TV ကနေပြီးတော့ကြကြပြန့်ပြန့်နဲ့မောင်းနှံတဲ့လေအနေနဲ့တိုက်ခိုက်မှုကိုစတင်ခဲ့တယ်လို့ဆိုပါတယ်။ အစ္စရေးလေပိုင်းမှာကျယ်လောင်တဲ့ပောက်ကွဲသံတွေကြားနေခဲ့ရပြီးတော့အစ္စရေးနိုင်ငံဟိုင်ဖာရေနံကျက်စက်ရုံအနီးမှာအီရန်ကပြစ်လွတ်တဲ့ဒုံးကျည်တွေထိမှန်မှုရှိခဲ့ပြီးမီးလောင်မှု ဖြစ်ပွားတဲ့ဗီဒီယိုတွေလည်းပြန့်တက်နေခဲ့ပါတယ်။ဟိုင်ဖာနဲ့တယ်လီဗစ်ကိုပိတ်မှတ်ထားပြီးတော့အစ္စရေးကအစ္စရေးကိုဒုံးကျည်တရာကျော်နဲ့ပြစ်လွတ်ခဲ့တယ်လို့အီရန်ဆိုရပိုင်း TV ကဒီနေ့အစောပိုင်းမှာပြောကြားခဲ့ပါတယ်။အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ် IRGC ကပြီးခဲ့တဲ့ညကအစ္စရေးကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီမှာ IRGC ကတိုက်လေရင်လောင်စာဆီနဲ့စွန့်အင်ထောက်ပံ့ရေးစင်တာတွေထုတ်လုပ်ရေးတွေမှာပါဝင်တဲ့အစ္စရေးစာအုပ်တွေကိုဒီနေ့ညမှာပြစ်မှတ်ထားခဲ့တယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေဆက်ပြီးရှိနေမယ်ဆိုရင်အီရန်ရဲ့တိုက်ခိုက်မှုဟာလည်းပိုပြီးပြင်းထန်လာမှာဖြစ်တယ်လို့ပြောဆိုသွားခဲ့ကြောင်းသိရပါတယ်။အစ္စရေးထောက်လိုင်းရေးအပြုတ်ကြိုတင်ဖြည့်ဆည်းဟန်တားနိုင်ခဲ့တဲ့ IAEA လေကြောင်းကာကွယ်စနစ်ဟာနိုင်20ခန့်ရန်တန့်သွားရကနေပုံမှန်အတိုင်းပြန်လည်လှုပ်ဆောင်နိုင်ပြီလို့လည်းသိရပါတယ်။အီရန်ကအစ္စရေးတိုက်ခိုက်ခံခဲ့ရတဲ့ဒေသတွေမှာ cruise ဒုံးကျည်3000 drone ဆယ်စင်းနဲ့ micro UAV အများပြားကိုခြေရခံဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Iran Textnan သတင်းဌာနကတော့ကမ္ဘာခေတ်အမီဆုံးလေယာဉ်ဖြစ်တဲ့ American ထုတ် F-35 တိုက်လေယာဉ်၂စင်းကို Iran ဘက်ကပစ်ချနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အခုလိုပစ်ချခံရခြင်းဟာပထမဆုံးသော American ထုတ်ခေတ်အမီဆုံး Israel တဲ့လေယာဉ်ဤဖြစ်တဲ့ F35 ပစ်ချခံခြင်းဖြစ်ပါတယ်။အီရန်က F35 လေယာဉ်20နဲ့ F16 လေယာဉ်တစ်စင်းကိုပစ်ချခဲ့ပြီး အမျိုးသမီးလျင်မှုတူဖမ်းမိထားတယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ကိုအတီးပြုတ်တဲ့စစ်ရေးထုတ်ပြန်ချက်တစ်ခုကိုအီရန်သတင်းအချို့ကကိုးကားဖော်ပြပေမဲ့လည်းတရားဝင်ဗီဒီယိုဒါမှမဟုတ်တက်တဲ့ထောက်ထားမတွေ့ရပဲအစ္စရေးတာဝန်ရှိသူတွေကတော့အဲ့ဒီသတင်းကိုလောက်ချံဖန်တီးထားတာဖြစ်တယ်ဆိုပြီးပယ်ချခဲ့ကြောင်းလည်းသိရပါတယ်။နိုင်ငံရဲ့အရေးပါဆုံးစွန့်ရင်ရင်းမြစ်တစ်ခုဖြစ်တဲ့ Southern Pass တန်ငွေတွေမှာစနေနေ့ကအစ္စရေးတပ်ဖွဲ့ဝင်တွေပြစ်ခတ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရတယ်လို့အီရန်တာဝန်ရှိသူတွေဘက်ကအတည်ပြုပြောကြားခဲ့ပါတယ်။နောက်ပိုင်းမှာအီရန်အာဏာပိုင်တွေကမီးငြိမ်းတပ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပြီးတစ်စင်းမှုအတိုင်းတာကိုတော့ရှင်းလင်းစွာထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။နောက်ထပ်အကြောင်းအရာတစ်ခုကပြီးခဲ့တဲ့နေ့တိုင်းခံမှုတွေနဲ့ပတ်သက်လို့အစ္စရေးရဲ့ထုတ်ပြန်တီးပြချက်ဒီပါ။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကဒေသခံတွေအနေနဲ့သတိပေးချက်တွေကိုလက်ခံရရှိပြီးတာနဲ့လုံခြုံရေးကာကွယ်ပြုလုပ်ထားတဲ့နေရာတွေကို ဝင်ရောက်နေထိုင်ကြဖို့နဲ့နောက်ထပ်သတိပေးချက်မထုတ်မချင်းအဲ့နေရာတွေမှာဆက်လက်နေထိုင်ရမယ်လို့အစိုးရကကြေညာချက်ထုတ်ထားပြီးမယ်အစွေးနိုင်ငံအလဲပိုင်းနဲ့မြောက်ပိုင်းမှာရှိတဲ့အချို့ဒေသမှာနေထိုင်သူတွေကိုတော့အခုချိန်မှာအဲ့လုံလုံရနေရာတွေကနေထွက်ခွာခွင့်ပြုလိုက်တယ်လို့ဆိုထားပါတယ်အစိုးရတုန်းကတော့အစွေးလေကြောင်းတပ်ဖွဲ့ကလိုအပ်တဲ့နေရာတွေမှာဂျားပြတ်တိုက်ခိုက်မှုတွေလုပ်နေတာမလို့ Home Front Command ရဲ့ညွှန်ကြားချက်တွေကိုဆက်လက်လိုက်နိုင်ရန်လိုအပ်တယ်လို့ထုတ်ပြန်ပါတယ် Home Front Command ဟာနိုင်ငံရဲ့အရေးပေါ်အခြေအနေတွေအနေရရှိတဲ့အခြေအနေတွေမှာတယ်လီဖုန်းတွေကနေအဆင့် ပြည်သူတွေကိုသတိပေးတဲ့စနစ်ပါပြုလုပ်ထားတာဖြစ်ပါတယ်ဒုံကြီးတွေကြောက်တဲ့တဲ့ရင်တွေထွက်ပေါ်နေတဲ့နိုင်ငံတော်ဝန်မှာရှိနေတဲ့ဒေတာတွေကိုစောက်ပွေးနဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားတယ်လို့လည်း IDF ဘက်ကဆိုပါတယ်။အစ္စရေးရေးပေါ်ဌာနကတော့အနောက်ဂါလီလဲမှာအသက်20ရွယ်မျိုးသမီးတူတေဆုံးပြီးဒဏ်ရာသူ9ဦးကိုစေယုံပို့ဆောင်ထားရတယ်လို့ထုတ်ပြန်ပြောကြားခဲ့ပါတယ်။လက်တလောဒီစစ်ပွဲနဲ့ပတ်သက်ဆက်ဆက်တဲ့သတင်းတွေကိုတစ်ချက်ကြည့်ရအောင်ပါ။ သူ့ရဲ့နျူကလ িয়ার ဆိုင်ရုံတွေကိုတိုက်ခိုက်ဖို့အစ္စရေးပြင်ဆင်ထားမှုတွေကိုသိရှိပေမဲ့လည်းအမေရိကန်ရဲ့နျူကလ িয়ার ညှိနှိုင်းမှုတွေဆက်လက်လှုပ်ဆောင်နေခြင်းမလို့အီရန်အနေနဲ့ဂျေရုဆလင်ကတိုက်ခိုက်လာမယ်လို့မမျှော်လင့်ထားတာကြောင့်မလို့တောက်ကြနေမနဲ့အစောပိုင်းမှာအစ္စရေးရဲ့ထိုးစစ်ဟာထူးခြားစွာအောင်မြင်စေခဲ့တာဖြစ်တယ်ဆိုပြီးတော့နယူးယောက်စတိုင်းသတင်းကဖော်ပြပါဗျ။အီရန်ခေါင်းဆောင်ပိုင်းနဲ့နေဆက်တဲ့ယာကြီးတွေကိုကိုးကားဖော်ပြတဲ့အစီရင်ခံစာမှာ ဂျွန်လ15ရက်နေ့တင်းရင်းနေ့အိုမန်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့6ကြိမ်မြောက်အမေရိကန်အီရန်ဆွေးနွေးပွဲမတိုင်ခင်တိုက်ခိုက်ချင်းလို့တိုက်ခိုက်ချင်းမျိုးဖြစ်လာမှာမဟုတ်ဘူးလို့တီဟီရန်ကယူဆထားတယ်လို့ဖော်ပြထားပါတယ်။အီရန်စစ်ဘက်ကထိတ်ဆုံးအဆင့်ထိတ်ဆုံးယာရုအဆင့်ရှိသူ20ဦးအစည်းအဝေးပြုလုပ်နေတဲ့မြောက်ဘန်ကားကိုအစ်ဆွေးကတိကျစွာပြစ်ခတ်တုတ်တင်ခဲ့တာဟာအီရန်စစ်တပ်ထိပ်ပိုင်းမှာအစ်ဆွေးထောက်လိုင်းရဲ့တရှိုးတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့အီရန်ဘက်မှာတရှိုးဖမ်းမွဲလဲပြုလုပ်နေပြီး အတိပြည့်မရှိတဲ့သတင်းတရက်မှာတော့အီရန်စစ်တပ်မှရာထူးကြီးရထားတဲ့အဲ့ဒီတချို့ကိုတိုက်ခိုက်မှုအတွင်းမှာပဲဒီခါလဲတပြက်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေခဲ့ပါတယ်။အစ္စရေးကောင်ဝေးဝင်ကြီးအစ္စရေးကတ်စ်ကတော့အီရန်နေနဲ့အစ္စရေးကိုဒုံးကြီးတွေနဲ့ထပ်မံတိုက်ခိုက်ရင်တီဟရန်မြို့တော်မီဟုံတောက်လောင်သွားမယ်ဆိုပြီးဂျွန်၁၄ရက်မှာသတိပေးလာခဲ့ပါတယ်။အယတလန်အလီခမေနီနဲ့ခမေနီအနေနဲ့အစ္စရေးကိုဒုံးကြီးတွေနဲ့ဆက်လက်ပစ်ခတ်နေမယ်ဆိုရင်တီဟရန်မြို့တော်ကိုလည်းမီဟုံတောက်လောင်သွားစေလိမ့်မယ်ဆိုပြီးကတ်စ်က ပြောကြားခဲ့ပြီးတော့ အီရန်အနာရှင်ကအီရန်ပြည်သူတွေကိုတစားကန်ဖြစ်အောင်လုပ်နေပြီးတော့အစ္စရေးပြည်သူတွေကိုထိခိုက်နစ်နာအောင်လုပ်နေတာဖြစ်လို့ကြီးကြီးမားမားပြန်လဲပေးဆက်ရမှာလို့ကတ်စ်ကပြောကြားသွားခဲ့ပါတယ်။ကျွန်တော်တို့ပြောနေကြအတိုင်းပါပဲ။ကျွန်တော်တို့သတင်းတွေပြန်လဲမျှဝေတဲ့နေရာမှာမူရင်းသတင်းအကြောင်းအရာအုံလုံးစသဖြင့်အတိအကျညီပါပြန်လဲပေါင်းဝင်အောင်မျှဝေပေးခြင်းတော့ဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ကအရာဒေါ်လာအစိုးရနဲ့ပတ်သက်တဲ့ဖြစ်မှတ်တိုင်းကိုတိုက်ခိုက်သွားမှာပါလို့ဟီဘရူးဘာသာနဲ့ပြောထားတဲ့ဗီဒီယိုထုတ်ပြန်ချက်တစ်ခုမှပြောကြားခဲ့ပါတယ်။ မကြခင်မှာပဲတီဟီရန်ရဲ့ကောင်းကင်ထက်မှာ IAF လေးနေကိုသင်မြင်ရပါလိမ့်မယ် IAF ဆိုတာက Israel Air Force ကိုပြောတာပါအေယတ်ဒိုလာအစိုးရအနေနဲ့တက်ဆိုင်တဲ့ပြစ်မှတ်တိုင်းကိုတိုက်ခိုက်သွားမှာဖြစ်တယ်လို့နေတန်ယာဟုကပြောကြခဲ့ပါတယ်သူကသူ့ရဲ့စစ်စင်ရေးညီမချက်ဟာ Israel နိုင်ငံကိုဖျက်ဆီးဖို့အီရန်ရဲ့ချင်းချောက်မှုတွေကိုဖယ်ရှားခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ယမန်နေ့ကတက်ခိုက်မှုမှာအီရန်ရဲ့ထိတ်တန်းကောင်းဆောင်အေယတ်ဒိုလာအလီခါမေနီရဲ့အင်တော်နဲ့ ဝင်းကျင်ကိုပြစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်ဆိုတဲ့သတင်းတွေဖတ်ပေါ်လာခဲ့ပါတယ်။ရေယိုးပပတော့စရိတ်ကိုထောက်ပံ့ရင်ဒေတာတွင်းမှာရှိနေတဲ့သူတို့ရဲ့သင်းမော်တွေနဲ့ခြေဆိုင်စကန်တွေကိုတရားဝင်ပြစ်မှတ်ဖြစ်သတ်မှတ်မယ်ဆိုပြီးဗြိတိန်ပြည်သက်တဲ့အမေရိကန်ကိုအီရန်ကသတိပေးထားတယ်လို့လည်းသိရပါတယ် အစ္စရေးပြည်တွင်းမှာကတော့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးအစ္စရေးလူထုအနေနဲ့အီရန်အပေါ်တိုက်ခိုက်မှုကိုအများစုထောက်ခံကြပေမဲ့လူတွေကအခုဒီတိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးပစ်တာမျိုးဒါမှမဟုတ်ဆေးရနာရှင်အပြောင်းလဲကိုစောင့်ခြင်းလာမယ်ဆိုတာမျိုးကိုမယုံကြည်နိုင်ကြဘူးဖြစ်နေတယ်ဆိုတဲ့ရေးသားမှုကိုလည်းတွေ့ရပါတယ်။အီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့စီစဉ်ထားတဲ့ American Iran စစ်ထမအကြိမ်ဆွေးနွေးပွဲကအခုတနင်္ဂနွေနေ့မှာမကျင်းပဖြစ်တော့ဘူးလို့သိရပါတယ်။အစ္စရေးက အစ္စလာမ်ရဲ့သမရနိုင်ငံကိုတိုက်ခိုက်နေသည့်တီဟီရန်ကနျူကလ িয়ার ဆွေးနွေးပွဲကိုတက်ရောက်မှာမဟုတ်ဘူးလို့အီရန်သမရအနေနဲ့ပြောကြားလာပါတယ်။သူကပြင်သစ်သမရနဲ့ဖုန်းခေါ်ဆိုမှုမှာအီရန်ဟာတန်ကင်းတမန်ကင်းကိုမျက်နှာပေးခဲ့ပေမဲ့ဇီယွန်ဝါရီအစိုးရရဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေချိန်မှာစိတ်ဆက်ညှိနှိုင်းရေးဆွေးနွေးပွဲမှာထိုင်းနေမှာမဟုတ်ပဲအသုံးပြတဲ့တောင်းဆိုချက်တွေကိုလက်ခံတာဆွေးနွေးတာလုပ်မှာမဟုတ်ဘူးလို့ဆိုသွားပါတယ်။ပြင်သစ်သမရကတော့အီရန်သမရကိုစိတ်ဆက်ညှိနှိုင်းရေးဆွေးနွေးပွဲကိုအမြန်ပြန်လာဖို့တောင်းဆိုခဲ့တယ်ဆိုပြီး အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ဆိုရတယ်။အစ္စရေးရဲ့ဇက်တိုက်တိုက်ခိုက်မှုတွေကြောင့်အခုချိန်မှာအမေရိကန်နဲ့အီရန်ကြားမှာတန်တမာဆက်ဆံရေးရပ်တန့်သွားခဲ့ပြီဖြစ်တယ်လို့လည်းဆိုရတယ်။အိုမန်နိုင်ငံရဲ့ဝန်ကြီးကတော့တင်းတို့တွေနေဆွေးနွေးပွဲတွေကိုကျင်းပတော့မှာမဟုတ်ဘူးလို့ဆိုရှယ်မီဒီယာမှာပြောကြားခဲ့ပြီးမယ်လေ။တန်တမာရင်းနဲ့ဆွေးနွေးပွဲတွေဟာထာဝရငြိမ်းချမ်းရေးအတွက်တစ်ခုထီးသောလမ်းကြောင်းဖြစ်နေစေဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ဒီစပွဲနဲ့ပတ်သက်လို့ရုရှားသမ္မတနဲ့အစ္စရေးခေါင်းဆောင်တွေကြားဖုန်းဆက်ပြောဆိုမှုတွေပြုခဲ့တယ်လို့အီရန်ခေါင်းဆောင်နဲ့ ရုရှားသမ္မတကြားပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့လဲဆိုပါတယ်။အသေးစိတ်ထုတ်ပြန်တာတွေကိုမတွေ့ရဘဲနဲ့ထရက်နဲ့ပူတင်ဟာလည်းဒီကိစ္စရဲ့အတွက်မိနစ်90ကြာဖုန်းပြောခဲ့တယ်လို့ဆိုပါတယ်။ထပ်ပေါ်လာတဲ့သတင်းတရအရတော့အခုဆွေးနွေးမှုတွေမှာအီရန်ကစစ်ပွဲကိုရပ်ဆိုင်ခြင်းနဲ့ဆန္ဒရှိတယ်။အဲ့လိုရရင်အီရန်ကသူ့နျူကလ িয়ার လက်နက်စီစဉ်ကိုဆွန့်လွတ်ရမယ်။အကယ်လို့အဲ့ဒီစီစဉ်ကိုမရရင်အစ်ဆွေးကဆက်ပြီးတိုက်မယ်။သမရနှစ်ဦးလုံးကနှစ်ဖက်ငင်းငင်းကိုလိုလားတယ်ဆိုတော့တရင်မျိုးထွက်ပေါ်လာပြီမြေတိကျအကျယ်တွင်ရေးသားမှုမျိုးတော့မတွေ့ရသေးပါဘူး ဒီစစ်ပွဲနဲ့ပတ်သက်လို့ sorry အင်ရှိမင်းသားက အစ္စလာမ်ကဘာကြီးတစ်ခုလုံးကအီရန်နောက်မှာရှိနေတယ်ဆိုတဲ့သတင်းကလည်းထွက်ပေါ်လာပြန်ပါတယ်။အီရန်ကိုတိုက်ခိုက်မဲ့စစ်ရေးလှုပ်ရှားမှုအသစ်မှာပါဝင်မှုပြီးခဲ့တဲ့နှစ်ရက်အတွင်းအစ္စရေးကအမေရိကန်ကိုတိုက်တွန်းခဲ့ပေမဲ့လေအမေရိကန်ကအဲ့ဒီလုပ်ရကိုထည့်သွင်းစဉ်းစားခြင်းမရှိဘူးလို့အစ္စရေးနဲ့အမေရိကန်တာဝန်ရှိသူတွေကိုကိုးကားပြီး Oxy ရဲ့သတင်းကပေါ်ပြပါတယ်။ပြီးခဲ့တဲ့48နာရီအတွင်းအစ္စရေးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အုပ်ချုပ်မှုအဖွဲ့ကို အစ္စလာမ်သမ္မတနိုင်ငံရဲ့နျူကလ িয়ার နဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုတိုက်ခတ်ရမှာပူပေါင်းပါဝင်မှု တောင်းဆိုခဲ့တယ်ဆိုပြီးအစ္စရေးရရှိနှစ်ဦးကအောက်ဆီယသတင်း website ကိုပြောကြားခဲ့ကြောင်းဆိုပါတယ်။အမေရိကန်ရရှိတဦးကအစ္စရေးရဲ့တောင်းဆိုမှုကိုအတိပြုခဲ့ပြီးတော့ Transoya ဟာပြိပခမှာပါဝင်မှုလောလောဆယ်မစင်စားထားဘူးလို့အစီရင်ခံစာမှာဖော်ပြထားတာကိုသိရပါတယ်။အစ္စရေးဟာအစ္စရေးတူရဲ့လှုပ်ဆောင်နိုင်တဲ့စွန့်ရည်ထက်ကျော်လွန်နေတဲ့အီရန်ရဲ့မြေအောက်ဖော်ဒိုယူရီနီယံတန့်စင်တဲ့နေရာကိုဖျက်ဆီးဖို့အမေရိကန်ရဲ့အကူအညီကိုအဓိကလိုအပ်နေတာဖြစ်တယ်ဆိုပြီး အဲ့ဒီစီရင်ခံစာကဆိုပါတယ်။အင်ပီရောကကြီးရန်ရရှိသူက OXS ကိုဂျွန်ဆလီရဲ့နေ့ကပြောကြရမှာအီရန်ပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုကိုတားဆီးလို့မရနိုင်ပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်အီရန်ကဆန္ဒရှိရင်တော့ဒီပြိပက္ခအတွက်အောင်မြင်တဲ့ငြိမ်းချမ်းစွာညှိနှိုင်းဖြည့်ရှင်းမှုနီလန်ရှိနေတယ်လို့ဆိုပါတယ်။အစ္စရေးရရှိလို့ကိုကားပြီးပြောကြရမှာတော့တီရန်ကိုညူလက်နက်ပိုင်ဆိုင်ခွင့်ကိုတားဆီးဖို့လိုအပ်လာရင်အမေရိကန်အနေနဲ့ဖော်လိုကိုတိုက်ခိုက်ဖို့စဉ်းစားမယ်လို့ထရန့်ကပြောကြားခဲ့တယ်လို့လည်းဆိုပါတယ် အင်ဂျီရောကထရန့်အနေနဲ့အီရန်ပေါ်တိုက်ခိုက်မှုမှန်သမျှကိုထည့်သွင်းစဉ်းစားနေတယ်ဆိုတာကိုညှင်းဆိုထားပြီးတော့အခုတိုက်ခိုက်မှုကိုစတင်ရမယ့်အချိန်မဟုတ်ဘူးလို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။နောက်ထပ်ကတော့စစ်ပွဲရဲ့ရိုက်ခတ်မှုအခြေအနေတွေပါ။အေဗီဒရင်းဖော်ပြချက်အရအစ္စရေးနဲ့အီရန်ကြားအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာရေနံစည်းနှုန်းတွေမြင့်တက်ခဲ့ပြီးတော့ stock share ဈေးတွေကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။အီရန်ဟာကမ္ဘာပေါ်မှာရေနံစည်းအဓိကထုတ်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့တိုက်ပွဲဆက်ဖြစ်တဲ့ ဂျွန်73ရက်နေ့မှာပဲရေနံစိမ်းဈေးနှုန်းဟာ9.300ဒသမ300ခိုင်နှုန်းအထိမြင့်တက်သွားပြီးတော့ stock share ဈေးတွေကကျဆင်းနေခဲ့ပါတယ်ဂျွန်73ရက်က S&P 500မှာ1.300ဒသမ100ခိုင်နှုန်း Dow Jones Industrial Average မှာ1.300ဒသမ800ခိုင်နှုန်းနဲ့ Nasdaq မှာ1.300ဒသမ300ခိုင်နှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်ပြီးတော့ Iran ရဲ့အရေးပါဆုံးစွဲရင်ရင်းမြစ်တစ်ခုတဲ့ South Pass တံငွေတွင်းကိုစနေနေ့က Israel တပ်ဖွဲ့ဝင်တွေကပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စွန့်ရင်ကျွမ်းကျင်သူမန်နိုရှာတာဂင်ကအယ်ဂျာဇီးယားကိုပြောကြရမှာပြည်တွင်းသုံးဆမှုနဲ့စီးပွားပြည့်အတွက်ရေးပါတဲ့ soft pass ကိုပြတ်မှတ်ထားခြင်းဟာအီရန်ရဲ့ပြည်တွင်းစွန့်ရင်အကျက်တဲကိုနှဆိုင်စီမှာဖြစ်တယ်ဒါဟာအီရန်ရဲ့စီးပွားရေးကိုပြက်ပြားအောင်လုပ်ဖို့ကြိုးစားမှုဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်ပြီးတော့အစ်စရေးဟာအရင်ကအီရန်ရဲ့စစ်ရေးအခြေခံအဆောက်အအုံကြီးနျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့ ဒုံးကြီးဆိုင်ရာအဆောက်အုံတွေကိုပဲပိတ်မှတ်ထားခဲ့ပြီးအခုတော့အရက်ဖက်စီးပွားရေးပိုင်ဆိုင်မှုတွေကိုပါပိတ်မှတ်ထားတိုက်ခိုက်နေတာဟာပျက်စီးဆုံးရှုံးမှုကြီးမားလာရင်စီးပွားရေးတက်ရောက်မှုတွေလည်းပြင်းထန်လာနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေခဲ့ပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာအနေနဲ့ကတော့စစ်ပွဲနဲ့ပတ်သက်တဲ့သဘောထားထုတ်ပြန်ချက်နဲ့တောင်းဆိုမှုတွေပါ။တိုက်ပွဲရဲ့ဒုတိယနေ့ဖြစ်တဲ့ဇွန်လ14ရက်နေ့မှာတော့ပုံဟန်မင်းကြီးလီယိုက အီရန်နဲ့အစ္စရေးမှာဖြစ်နေတဲ့အခြေအနေကအရင်ဆိုးရွားတယ်တာဝန်ယူမှုနဲ့စင်ကြီးနှုံတရားရှိကြဖို့နောက်တစ်ချိန်ပြတ်တာရက်ခံပါတယ်လို့တိုက်တွန်းထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်လေဆာပြီးစစ်မှန်တဲ့ဆွေးနွေးမှုတွေကနေတဆင့်နျူကလ িয়ার ချိမ့်ချောက်မှုကင်းတဲ့ဘေးကင်းလုံခြုံတဲ့ကမ္ဘာကိုထူထောင်ဖို့လှုံ့ဆော်ရမှာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်နေတိုးတွင်မှုချုပ်မတ်ရူသ်ကတော့အခုစစ်ပွဲဟာအစ္စရေးရဲ့ထွက်သက်လုပ်ရဖြစ်ပြီးစစ်ပွဲမကျေပြတ်အောင်မဟာမိတ်တွေကလှုံ့ဆော်ရမယ်လို့ကြေညာခဲ့တယ်လို့လည်းသိရပါတယ် ဟုတ်ကဲ့ကျွန်တော်တို့သတင်းများမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါလေဗျအခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်